โอเคမင်္ဂလာပါဇာနီကနေကြိုဆိုပါတယ်ဒီနေ့မှာတော့ agent နဲ့ဖျားဆိုးဘက်အကြောင်းပြောပြသွားမှာဖြစ်ပါတယ်ဆိုးဘက်ဟာမိချောင်းကောင်းနဲ့ထင်ရှားတဲ့ agent နဲ့ဖျားပါ agent ဝင်ဖြည့်စီပြီးမျိုးစာပေးနေအရေးကြီးတဲ့နိုင်နေတဲ့နှစ်ဖျားတော့ဖြစ်ပါတယ်ဆိုးဘက်ဟာ agent ရဲ့ရှေးကြဆုံးနှစ်ဖျားတွေကတယောက်ဖြစ်ပြီးနှစ်ပေါင်း၄အောင်ကျော်ကြာကိုယ်ဝယ်ခံရသူပါ faro ဘေးနေဟာဒီနှစ်ဖျားကိုအထူးလေးစားကြပါတယ်မိချောင်းနှစ်ဖျားဟာသူ့ကိုမကောင်းဆိုးတဲ့ရောက်မှုတွေကနေကာကွယ်ပေးတယ်လို့ယုံကြည်ရကြောင်းပါ မိကျောင်းတွေကအေဂျစ်မှာတွေ့နေကြတရိစံတွေဖြစ်ပါတယ်။နိုင်မြဝမ်မိကျောင်းလိုလူတီများတဲ့ Crocodiles 9 Lodicus ကတွားတွားသွားရဲမှာဒုတိယအကြီးဆုံးနဲ့အန်နီအများဆုံးမျိုးစိတ်တစ်ခုပါ။ Sobek ကတော့တဘိုးကြီးဝင်မဲ့ကျင်နာရတဲ့မိကျောင်းနဲ့ဖြစ်ရပါ။ဒါကြောင့်ရှင်းအောင် Egyptian တွေကနိုင်မြထရဲ့သရဝါဆိုးကြီးကိုငြိမ်သက်စေဖို့အတွက် Sobek စီဆူတောင်းလေးရှိကြပါတယ်။အစိုးဌာနရေးရာ Sobek ဟာနိုင်မြကိုပေါ်ပေါက်စေသူပါ။နိုင်မြဟာမိကျောင်းနဲ့ဖရဲ့ချွေးရံနေပေါ်ပေါက်လာလို့ဆိုကြပါတယ်။ ဆိုပါဒီလိမ့်မြတ်ထားအမြင်နဲ့နိနိကက်ကက်ဆက်နွယ်ရာကြောင့်မြို့ပေါင်းုံနဲ့ဖျားဖြစ်လဲတတ်မှတ်ခံရပါလေ။နမ်းမြည်ရေးစီကြောင့်ဟာမြေနားတစ်ဝိုက်ကမြေကိုမြေဩဇာအရန်ကောင်းစီလိုပါ။ဆိုပါကိုရှေးအောင်ကြီးရဲ့ဒေတာများတော့မှကိုယ်ဝေခဲ့ကြပါလေ။သူသဖြင့်တော့ဖေယွန်နဲ့ကိုမုံမုံဒေတာတွေမှာပါ။ဒီဒေတာတွေမှာအခြားဒေတာတွေထက်မြေကြောင်းများပြားရှိရာကြောင့်ဆိုပဲကိုယ်ဝေမှုကလည်းများပြားလာပါလေ။အဲ့လိုမြေကြောင်းတွေရဲ့တကောင်တည်သွားရင်မမ်းမြေဟိုလောင်းပြုတ်လုပ်ကြတာပါ။ ခွန်မွန်ဘုံမြို့ရဲ့ခရိုကိုဒီလိုပိုလစ်ဖျားကြောင့်မှဒီမိချောင်းတွေရဲ့မမ်မီတွေရှိပါတယ်။မမ်မီပြုလုပ်ထားတဲ့မိချောင်းတော်ကိုဖာရိုဘင်တွေအခြားသူတို့ကောင်းတွေရဲ့မမ်မီတွေနဲ့အတူမြုံနေနိုင်ပါတယ်။မိချောင်းတွေရဲ့မမ်မီတွေကတေးပြီးနောက်ဘဝမှာတော့သူတို့ကိုကာဝယ်ပေးနေလို့ရှေးအကြီးတွေကယုံကြည်ခဲ့ကြလို့ပါ။အစပိုင်းမှာတော့ခွန်မွန်ဘုံမြို့ဟာနတ်ဖျားဟိုရက်စ်ကိုပိုးခဲ့ကြတာပါ။ဒါပေမဲ့တိုက်ပွဲတစ်ခုပြီးမှမိချောင်းနဲ့ဖျားကဟိုရက်စ်ကိုနင်းထုတ်ပြီးတော့ဒီနေရာကိုသူ့ဘာသာစတင်အုပ်ချုပ်ခဲ့ပါတယ်။ ဖိုးရမရှိတော့တဲ့အခါကုမမိုဒေတာဟာဆိုးရုံမှုများစွာနဲ့ဒုက္ခဆာရောက်ခဲ့ပါတယ်။ဆိုးဘက်ကဟိုရက်စ်နဲ့ပြန်လည်တင်းမြလာပြီးတူတူလုံးဟာဒီဒေတာကိုဂရုစိုက်ခဲ့ပါတယ်။ဒါကြောင့်ကုမမိုဖျားကြောင့်မှဒေတာကန်လူတွေရဲ့ကိုယ်ဝယ်မှုကိုနှစ်ယောက်မျှဝေခံစားခဲ့ကြပါတယ်။ရှေ့ခေတ်အီဂျစ်လူမျိုးတွေကမိချောင်းမုံအလားစင်ပစ္စည်းဝစ်စင်လေးရှိကြပါပဲ။ဒီနည်းအားဖြင့်သူတို့ဟာဆိုးဘက်နဲ့နီးကပ်တယ်လို့ခံစားလို့ပါဒီနေ့ခင်မှာကျွန်တော်တို့ကကုံမိုမိုဖះเจ้าနဲ့မိเจ้าပြလိုက်ဖို့တွားရောက်ကြည့်ရှုနိုင်ပါတယ် ဲ့ဒီမှာမိချောင်းတွေရဲ့မမ်မီရုပ်လောင်းတွေဓာစင်နဲ့ချီရှိကြပါတယ်။အီဂျစ်ကတချို့နေရာတွေမှာမိချောင်းတွေကိုမွေးမြူပြိုးထောင်ရမှာအသုံးပြုရဲ့ရေခမ်းရွေရှိပါတယ်။ဒီတရဝါတွေကိုစိုးပဲ့ရဲ့ကိုစားပြုမှုဖြစ်ယုံကြည်ပြီးတော့မွေးမြူကြတာပါ။ဆုံးထိနာတော့ပဲလို့ကျေးဇူးတင်ပါတယ်ဗျာ။ဗီဒီယိုလေးကိုကြည့်နေတဲ့တယ်ဆိုရင်တော့ like and subscribe လုပ်ပြီးသွားအမေပါနေအောင်နော်။